ရန်ကုန်မြို့တွင်းမြို့နယ်တစ်ခုဖြစ်တဲ့စမ်းကြောင်းမြို့နယ်ဘိုဟိုလန်းဘော်ကကျူးကျော်ဈေးဆိုင်ကမ်းတွင်နဲ့ဆိုင်းပုတ်အရာဝတ္ထုပစ္စည်းတွေကိုစီပင်ကတင်ဆက်ရှင်းလင်းနေပါပြီ ကပကင်ဦးထားတဲ့ပစ္စည်းတွေအပါအဝင်ပလက်ဖောင်းပေါ်ကဆိုင်းဘုတ်တွေနဲ့အရာဝတ္ထုတွေယာယီဆိုင်ငန်းတွေကိုစီပင်ဝန်ထမ်းအင်အား90ကျော်နဲ့မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေကရှင်းလင်းခဲ့တာပါနေပေါင်းများစွာဘူဟုလန်းကွာစီအနီးလမ်းတွေပေါ်မှာကျူးကျော်ဖွင့်လှစ်ထားတဲ့အင်တိုင်းတွေအပါအဝင်လမ်းဘေးဈေးတွေနဲ့ပစ္စည်းတွေကိုရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ် တင်းစီမိခဲ့တဲ့ပစ္စည်းတွေကိုထရက်ကားတွေနဲ့တင်ပြီးအထိမ်းအမိုက်ပုံကိုတွားရောက်ဆွတ်ပစ်ခဲ့တယ်လို့လည်းသိရပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကစမ်းကြောင်းမြို့နယ်လွတ်တော်အမှတ်တအုပ်ဖြစ်တဲ့ဥပပိုလ်ဦးဟာစမ်းကြောင်းမှာဖြစ်နေတဲ့မိန်လာအနှံ့ဆိုးတွေနဲ့ပတ်သက်ပြီးစီပင်ကလာရောက်မဆောင်ရွက်ပေးလို့မြို့တော်ဝန်ကိုပြစ်တင်ဝေဖန်ခဲ့ပါတယ်။ဒီကိရဲ့ကြောင့်အခုရက်ပိုင်းအတွင်းမှာစမ်းကြောင်းမြို့နယ်ကိုအာယုံဆိုင်ပြီးလှုပ်ဆောင်တာဖြစ်တယ်လို့ပြည်သူအများစုကထင်မှတ်နေကြတာပါ။စီဗင်ကော်မတီတာဝန်ရှိသူတွေကတော့အခုလိုရှင်းလင်းတာကိုရန်ကုန်မြို့ရင်းမြို့နယ်တွေမှာအလှည့်ကျစနစ်နဲ့လှုပ်ဆောင်တာဖြစ်ပြီးအခုတစ်ပတ်မှာတော့စမ်းကြောင်းမြို့နယ်ကိုအလှည့်ကျလာလို့လဲဆိုပါတယ်